အဆောင်လေးကတော့တတ်နေနော်အဆင်ပြေမဲ့ပုံလေးပါပဲ ပြေးပါတဲ့နွယ်နီရဲ့ဒီချင်းပြီမှာဒီဈေးနဲ့ရတဲ့ကံကိုထမင်းတို့ရွက်ရှာတော့တွေ့မှာမဟုတ်ဘူးတငယ်ချင်းနှစ်ယောက်သားနေရမယ့်အခန်းလေးကိုကြည့်ပြီးတော့သဘောကျနေကြပါတယ်တကယ်တော့နွယ်နီနဲ့ပပကကွန်ပျူတာတက္ကသိုလ်တက်ကြမယ်ကျောင်းသူတွေဖြစ်ကြပါတယ်ပြီးတော့ဒီနေရာလေးကကျောင်းနဲ့လည်းနေကအခန်းထဲမှာထမင်းလည်းချက်စားလို့ရတာမလို့ပို့ပြီးတော့ဂျင်းနဲ့နေကြပါတယ်နှစ်ယောက်ခန်းဖြစ်ကအခန်းထဲမှာလည်းဂရင်နှလုံးနဲ့စားကြည့်စပွဲတစ်လုံးလည်းရှိနေပါသေးတယ်အနောက်ဘက်တစ်ဆက်တဲ့အခန်းမှာကထမင်းချက်လို့ရပြီးတော့ရေချိုးတာကတော့အပြင်မှာပဲအဆောင်သူအလုံးရေချိုးကြရတာဖြစ်ပါတယ်ရောက်က စားနေလဲဖြစ်ကခကြီးလဲပန်းလာကြတာမလို့ပစ္စည်းတွေနေရာချထားပြီးတာနဲ့ဂရင်းပေါ်မှာခဏလဲပြီးတော့တကြိုးတည်းအိပ်ပျော်သွားကြတာညနေမောင်စပြိုးတော့မှနိုးလာတဲ့အဖြစ်ပါပဲ။သူမတို့အခန်း brain box တွေကနေပြီးတော့ညနေစည်းစာအလင်းရောင်လေးပင်ခက်ပြော့ပြော့ဝင်နေတဲ့အချိန်မှာအမလေးဟဲ့ဒုနှစ်ယောက်လဲအိပ်လိုက်တာမိုးချုံမှပဲနိုးတော့တယ်။ထထရေချိုးရအောင် အမြဲတမ်းတွတ်တွတ်လပ်လပ်ရှိလာတဲ့ပပကခတ်တွတ်တွတ်ပင်လောကရေချိုးမဲ့နေရာကိုထွက်လာခဲ့ပါတယ်။ရေကန်ကအိမ်နောက်ဘက်မှာဖြစ်ပြီးတော့ခြံစည်းရိုးနဲ့ကက်လျက်ကအိမ်သား၅လုံးဟာရှင်လျက်ရှိကရှေ့မှာကတော့ရေချိုးကန်အကြီး၅လုံးတွဲလျက်ပါ။ပပကတော့သူ့ရဲ့ထုံးစံအတိုင်းပဲခတ်တွတ်တွတ်ချိုးပင်မဲ့လဲ။နွယ်နီကတော့ရေမချိုးခင်24ပစ္စည်းအကျဉ်းကိုယူခါမျက်နှာတပီမှာချိုးပါတယ်။ဒါကတော့နွယ်နီရဲ့ပုံမှန်အကျင့်ပါပဲ။ဘာပဲလှုပ်ဖို့ရှိရှိမလှုပ်ခင်မှာ24ပစ္စည်းအကျဉ်းယူခါအိယာဝင်းကနီးဆိုပထန်းကျဲကိုအမြဲယူလိမ့်ရှိပါတယ်။ပထန်းကျင်းကိုစားရွက်တဲ့အချိန်မှာပဲအိမ်သားတကား ားတစ်ခုကနေလူတယောက်ထွက်သွားတယ်လို့မျိုးဝုံးကနေပွင့်သွားကနှစ်ယောက်သားဘိုင်းတူပင်ကြည့်ကြပေမဲ့ဘာကူမှတော့မတွေ့လိုက်ရပါဘူး။ခက်တတားလေးတိုက်ခတ်နေတဲ့လေတိုက်တားဖြစ်မယ်လို့ယူဆပြီးတော့ရေခက်တွတ်တွချိုးပြီးအပေါ်ကိုတက်လာခဲ့ကြပါတယ်။ကြပြားကြရပင်ထမင်းချက်ချကညစာကိုဖြစ်တယ်လို့စားလိုက်ရင်လည်းကြောင်တက်ရမယ့်အကြောင်းကိုဆွေးနွေးနေမိကြပါတယ်။ကြောင်တက်ကြမယ့်အကြောင်းနဲ့ပြောနေရင်ကနေအချိန်ကုန်မှမသိကုန်ကနိုင်ကိုကြည့်မိတဲ့အခါကျမှညာ9နိုင်ပင်ထိုးနေခဲ့ပါပြီ။အဲ့တော့မယ်နွယ်နေရဲ့ဒူးရီမနဲ့ကြရင်လူရလေးဝယ်ဖို့မျိုးရဲလဲတွားရအောင်မယ်လေ။ပြီးပါရင်ငါလည်းဖះရှိကိုပြရတယ်အဲ့တော့မှာပါ။ ထုံးစံအတိုင်းဝတ်မပြတ်ဖះရှိကိုပထန်းယူသူဟာနှွဲနေပါအခန်းလေးထဲမှာကတော့ခတ်တူတူဖះရှိကိုတန်လေးသာလွမ်းချုံနေပြီးတော့ပဝင်းကျင်ကတော့တိတ်ဆိတ်ငြိမ်သက်လျက်ပါပဲပထန်းစားရွက်ချိန်မှာတော့အခန်းအပြင်ကနေဒေယောတောပါပြေးထွက်သွားသလိုမျိုးအတန်မျိုးတွေကြားလိုက်ရကစက်သိန်းတွေလည်းတပြန့်ပြန့်နဲ့ထားသွားခဲ့ပါတယ်ပြင်ပမှာကပရစ်အော်တန်စုစုကလွဲပြီးတော့ဘာတန်နေမှာတော့ကြားမနေရပါဘူးရုတ်တရက်စိမ့်တက်သွားတဲ့အေးအေးတက်နဲ့တူကြောက်စရာကောင်းတိတ်ဆိတ်သွားတဲ့ပဝင်းကျင်အဲဒီနောက်မှာတော့ဘာမှထူး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 စဉ်းစားမနေတော့ဘဲနဲ့အိယာဝင်လိုက်မိပါတယ်ငါပြောစရာရှိတယ် တရွတ်တိုက်ဆွဲလာတဲ့ခန္ဓာကိုယ်ကပိန်လီသေးကွေးနေကကျွတ်တူကျတဲ့ဇပင်တွေကမျက်နှာပေါ်မှာဖုံးနေလျက်ပါညီဆွဆွအနဲ့ညီကတခန်းလုံးဖုံးအုပ်နေပြီးတော့ကျမ်းမြင်မှာလဲတရွတ်ဆွဲလာတဲ့အကြောင်းကြီးကနီညိုညိုသွေးပုတ်တွေထင်းနေပါတယ်မြင်ရတာကအော်ဂလီဆန်စရာကောင်းလုံးကတုံ့ပြန်စကားပြောဖို့နှက်ခမ်းတွေကဖွင့်ရလို့မရပါဘူးနင်ပဋ္ဌာန်းမရွတ်နဲ့ ငါတို့တွေကပဋ္ဌာန်းရွတ်တန်ကြားလို့ရှိရင်ချက်ချင်းထွက်ပြေးရတယ်။အေးသတိပေးထားရတဲ့ရွတ်လို့ရတော့ငါအကြောင်းသိမယ်။နင့်ကိုထိလို့ရတဲ့အချိန်မှာနင့်ကိုထိကြိုက်အောင်ငါတို့လုပ်မယ်။ဒီမှာနေနေတဲ့အချိန်အတွင်းမှာ နေပထမ်းမရွတ်ပါနဲ့ပြောနေရတာကိုကြားပေမဲ့လည်းပြန်ပြောနိုင်စွမ်းတော့မရှိပါဘူးနှုတ်ခမ်းတွေကစိတ်ကတ်တွေကဖွင့်ရလို့လည်းမရပါဘူးအဲဒီချိန်မှာပဲတရွတ်တိုက်ဆွဲနေတဲ့ဘွားကြီးရဲ့နောက်မှာထပ်မံပြီးပေါ်လာသူကကျိုးပဲ့နေတဲ့ခေါင်းလေးရွယ်ဆောင်းနေကသွေးတန်တရဲရဲနဲ့မကောင်းဆိုးဝါးတစုပါပုတ်ဟောင်နန်းစော်နေတဲ့အနံ့သက်တွေပျက်စီးနေတဲ့မျက်နှာတွေကြောင့်လန့်ထိတ်ကအတန်ကုန်ပဲအော်လိုက်မိပါတယ်အမလေးနွန်းနီနွန်းနီဘာဖြစ်တာလဲနွန်းနီရဲ့ တယောက်ယောက်ရဲ့လုံနှုံးမှုမှာဇက်ကနဲထထိုင်လိုက်ပြီးတော့သူမတကူလုံးဟာချွေးစည်းတွေနဲ့ရွှဲနှင်နေပါတယ်အခန်းထဲမှာတော့ညီဆုစုအနှံ့ကြီးကရနေလျက်ပါပဲပပနေအနှံ့ရလာရင်အခန်းထဲမှာလေငါငါအိမ်မက်မက်နေတာ ဒီခန်းထဲမှာတည့်ရဲရှိတယ်ဟဲ့ဟဲမဟုတ်ပါဘူးနွယ်နီရဲ့နေအိပ်ရပြောင်းလို့အိမ်မဆိုးတွေမက်နေတာနေမှာပါလာလာလာရေတောက်လိုက်အောင်နော်ပပခတ်ပေးတဲ့ရေခွက်နဲ့ရေကိုတောက်လိုက်မိပေမဲ့လည်းရင်ထဲမှာတော့ကြောက်စိတ်တွေကရောပါမသွားခဲ့ပါဘူးအခန်းကြီးကိုလည်းမတရီလေးရဲ့ဖြစ်နေပါတယ်စိတ်ထဲမှာတွေးမိတာကတော့သူ့ဦးလေးစီသွားမှဖြစ်တော့မယ်ဆိုတာပါပဲသူ့ဦးလေးကနာမည်ကြီးပေယောကဆရာကြီးဖြစ်သူဆရာကြိုင်ပင်ဖြစ်ပါတယ်တည့်ရဲတစီအမောင်ပေယောကအကုန်နိုင်တယ်လို့နာမည်ကြီးတယ်ပေယောကဆရာကြီးဆရာကြိုင်ပါသူမတို့နေနေကြအခန်းကအခုတော့အမွေးတိုင်နေဖျောင်းနိုင်နေတဲ့အနက်နေရာလဲမှုန်ထွန် င်လေးရရှိပါတယ်အဆောင်ပြင်ဘက်ကတော့မိုးတဖြောက်ဖြောက်ရွာပြီးတော့ပရစ်အော်တန်တကြစ်ကြစ်နဲ့ပါ နွဲ့နီဒါဘာကြီးလဲအခုမှပြန်ရောက်လာတဲ့ပပကအန်အော်တကြီးနဲ့မေးပြီးတော့အခန်းတွင်းကိုကြည်င်နဲ့မျက်လုံးပြူးနေရှာပါတယ်စာကြည့်စပွဲပေါ်မှာဖျောင်းနိုင်အဝါရောင်တစ်ချောင်းနဲ့အမွှေးတိုင်အဝါတွေပါအနောက်ဘက်မြို့ပုဂန်းထဲမှာလည်းထုံနီးတူစွာပဲငါလေးလေးကြိုင်ကိုပြောပြလိုက်တော့လေးလေးကဒီလိုလှုပ်ထားဆိုလို့ငါလှုပ်ထားတာငါကျန်တာတွေမကြောက်ပင်မဲ့တရေတစီတော့ငါကြောက်တယ်ဟဲ့အော်နွဲ့နီရဲ့နင်းလောက်ဖျားတရားလှုပ်တာလဲနင်းမဲတအားကြောက်နေရလဲနင်းမဲဘာပဲဖြစ်ဖြစ်နည်းနည်းပပတော့ငါစိတ်သက်သာတာပေါ့ဟဲ့ တိုက်ဆိုင်နာလာပါလာတော့မသိတမန်ကြားနေကြခြေတန်တစ်ချက်ချက်တော့မကြားတော့ပဲနဲ့ထုံညားကနေစပြီးတော့အေးအေးဆေးဆေးနေရတာတော့အမှန်ပါပဲဒါပေမဲ့လည်းပရာလောကသားတွေဆိုတာကတော့တိတဲ့အတိုင်းပါပဲအဲဒီလိုဖြစ်စဉ်တွေဖြစ်ပွားပြီးတော့တလကြာမှာတော့နွန်းနီခုညက်နေစေကန်းသွားပြရအောင် ယောဂတိုးအောင်လုပ်မနေနဲ့တော့ဟဲ့ပြီးပါငါခုညမတက်တာလို့ရှင်မနေ့ကျရင်စေကန်းသွားပါမယ်ပြောင်းလဲနေတဲ့ຫນွယ်နီကိုတော့တိတ်မပြောကျင်တော့ပါဘူးအရင်ကဆိုရင်ဖះမတပါအယုံကြည်မရှိတဲ့ຫນွယ်နီကစေဖျောင်းနိုင်နေတဲ့ဥလေးဖြစ်သူပယောဂဆရာကြီးဥကြိုင်ကိုယုံကြည်မှုပို့သွားတဲ့အခါမှာတော့ပထမရွတ်တဲ့ဝတ်ကိုတော့ပြက်တက်လဲလှုပ်တက်လဲဖြစ်လာခဲ့တဲ့အဖြစ်ပါအခုတော့ကိုငွန်းငွေလေးຫນွေးကဖះနေပါတယ်ຫນွယ်နီကိုစေးတက်ကຫນွယ်နီတယောက်ကနင်းနေချာချာအိပ်ပျော်မှာပဲပပလဲအိတ်ခဲ့ပါတယ်အမြဲတမ်းမခွဲမခွာအတူတူနေလာသူမလို့တငယ်ချင်းကိုတော့စိတ်ပူမိတာတော့အမှန်ပါပဲအဲဒီချိန်မှာပဲညင်းညူ ူနေတဲ့အတန်ရှည်ကြီးကြောင့်အဲ့နေရာကနေလန်တို့သွားသူကနှွင်နေပါနဘေးကိုကြည့်မိတော့ပပကနှင်းနှင်းချက်ချက်အိပ်ပျော်နေလျက်ပါပဲကျမ်းမြင်ကိုတရွတ်တိုက်ဆွဲလာတဲ့အတန်နဲ့အတူပုတ်ဟောင်နေတဲ့အနံ့ဆိုးကြီးကြောင့်ကြိုက်ခဲနေတဲ့ခေါင်းကိုထောက်ကကြည့်မိလိုက်တော့ဟမ်ဘိုင်းလေတေးတေးမကြီးတေးမကြီး ိမ်မက်ထဲမှာတွေ့ခဲ့ရတဲ့တရေမကြီးပါပဲတရွတ်တိုက်ဆွဲလာနေတာကသူမဂရင်ရှိရာကိုဖြစ်ပြီးတော့နေရာကနေကုန်းထားဖို့လုပ်နေပေမဲ့လည်းခြေတွေလက်တွေကလုံးဝလုံးမရတော့ပါဘူးပါဇက်ကလည်းအာဇေးမိနေတယ်လို့မျိုးစေးကတ်ကဟားလို့တော့မရပါဘူးဟေးဟေးမလာနဲ့နော်မလာနဲ့တော့တော့ငါနာနေတော့ငါနာနေတော့နေ ਉ ငါနိုင်တဲ့အချိန်ရောက်ပြီလေပထန်းရွတ်ပြီးငါနဲ့ငါမိသားစုမနေနိုင်အောင်နေလို့တယ်ဒါတွေမကဘူး ပယောဂဆရာနဲ့ငါ့ကိုနှင်တယ်နင့်ကိုငါနိုင်မဲ့အချိန်ရောက်ပြီဟမ်နင့်ကိုငါအခုနိုင်မဲ့အချိန်ရောက်ပြီကွဲရှက်ရှက်အက်ကွဲကွဲအတန်ကြီးကသွေးတွေယိုစီးကပုတ်ဟောင်နန်းစော်နေတဲ့ပါဇက်ကြီးအတွင်းကနေထွက်လာလျက်ပါပဲတဖြည်းဖြည်းတိုးလာကဂရေမော်ကိုမဲညစ်နေတဲ့လက်ချောင်းကြီးတွေတင်လိုက်ချိန်ထိသူမရုန်းကန်လို့မရသလိုအတန်လည်းထွက်မလာခဲ့ပါဘူး ငတ်စီကိုမလာနဲ့တော့ငတ်စီကိုမလာပါနဲ့ငတ်စီကိုမလာပါနဲ့ငါကြောက်လို့ပါအတင်းအော်ဟစ်နေပေမဲ့လည်းလုံးမရပဲဖြစ်နေကတေးရဲမကြီးကတော့သူမအပေါ်ကိုတရွေ့ရွေ့နဲ့တက်လာလျက်ပါပုတ်ဟောင်နေတဲ့အကြီးတွေကသူမအပေါ်ကိုတတောက်တောက်နဲ့ကြားလာတယ်လို့ရင်မပေါ်မှာခွာစည်းထားတဲ့တေးရဲမကြီးလက်တွေကလည်းသူမလယ်ဘေးမော်ကိုရောက်လာပြီးတော့တဖြည်းဖြည်းနဲ့အသက်ရှူကျက်လာရင်းနဲ့အတင်းရုံးကနေပေမဲ့လည်းအရာတော့မထင်တော့ပါဘူးနွယ်နီတယောက်မြင်ကွင်းနေရာတဖြည်းဖြည်းဝေဝါးသွားခဲ့ပါပြီမနက်မိုးလင်းတဲ့အခါမှာတော့အကြီးတန်းစွာထွက်ပေါ်လာတဲ့အတန်ကြောင့်အဆောင်ကလူတွေစုရုံးရောက်ရှိလာတာကနွယ် ီတို့အခန်းကိုဖြစ်ပါတယ်မြင်နေရတဲ့မြင်ကွင်းကလည်းမလမပပါပဲဂရင်ပေါ်မှာအစမတန်ပြူးထွက်နေတဲ့မျက်လုံးကြီးတွေအပြင်ကိုထွက်ကြနေတဲ့ရှာကြီးနဲ့လေပင်အညိုမဲဆွဲလျက်တည်နေသူကနွယ်နေပါပဲဂရင်ဘေးမှာရက်လျက်ကြောင်နေသူကပပဖြစ်ကမျက်ရည်တွေလည်းကျလျက်ပါဟဲဘာဖြစ်ကြလဲဟဲ့ အမလေးတော့ကြောက်စရာကြီးပါ诶အကုန်လုံးဟာကြောက်လန့်ကြဖြစ်သွားကြပြီးတော့မျက်နှာတွေလွှဲလိုက်ကြတဲ့အဖြစ်ပါပဲနွယ်နီးအဖြစ်ကမမြင်ရက်စရာအဖြစ်တခုမဟုတ်ပါလားဒီနေရာအရန်မြေကျန်းတယ်လို့အန်ဒီမဝဲခင်ကလေးကအရင်ပိုင်ရှင်ကအန်ဒီကိုသတိပေးခဲ့ပါတယ်ဒီနေရာမှာနေပထမ်းမရွရဘူးလေအရန်ပြင်းတဲ့ပရိတ်တွေမရွရဘူးလေဒီနေရာမှာရှိတဲ့မကျွတ်မလွတ်တဲ့သူတွေရှိတာသိပေမဲ့အန်ဒီကတော့တခါမှမချောက်ခံရဘူးဒါပေမဲ့နွယ်နီးလေးကိုသတိမပေးမိတာအန်ဒီအမပါသူတို့တွေကသတိပေးခဲ့ပေမဲ့နွယ်နီးကပျော့ကဆရာနဲ့ပါလှုပ်လိုက်တော့နွယ်နီးကန်နေနေ ေတဲ့အချိန်မှာဒီလိုဖြစ်သွားတာပါအန်ဒီတို့အားလုံးလည်းစိတ်မကောင်းဖြစ်ရပေမဲ့အခုချိန်မှာတော့နွယ်နီကိုကောင်းရမွန်ရရောက်ဖို့ပဲလုပ်ပေးနိုင်မှာတော့တယ်အဆောင်ရှင်အန်ဒီစကားမှာတော့အကုန်လုံးနားလည်သွားကြပြီးတော့အရင်ဖြစ်ပြက်တွေဖြစ်ပြီးနောက်ပိုင်းမှာတော့အဲ့ဒီအဆောင်ကလည်းလူနေသွားတာတော့အမှန်တကယ်ပင်ဖြစ်ပါတယ်ဇလန်းလေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျဇလန်းလေးကိုစုံနေဒီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်မနေ့ပြန်နေမနေ့ပြန်နေမနေ့ပြန်နေဆိုတွေ့ပြီးတော့ဘာဖြစ်လို့စိတ်ညစ်နေရလဲ အရေးကြီးဆုံးကဒီကနေ့ပဲတင်ကိုယ်တိုင်တင်ကိုယ်တင်တိဆောက်ရလိမ့်မယ် တကူရေးစွမ်းဆောင်ရည်ပြီးွားတဲ့ professional တယောက်ဖြစ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ profit mobile ဖုန်းပြင်သင်တန်းကြောင်အကျိုးဆိုလိုက်ပါတယ်ဗျာကျွမ်းကျင်တဲ့ဝါရင်ဆရာတွေကလည်းထိရောက်တဲ့သင်ကြားမှုစနစ်တွေနဲ့စာတွေ့ရောလက်တွေ့ရောတူးချင်းစီကိုစိတ်ရှည်လက်ရှည်နဲ့အသေးစိတ်သင်ကြားပေးနေတဲ့သင်တန်းမှာနားမလည်လိုက်တဲ့သင်ခန်းစာတွေအတွက်ကိုလည်းအချိန်မရွေးပြန်လည်သင်ကြားနိုင်တဲ့အခွင့်အရေးကိုလည်း profit ကပေးထားပါသေးတယ်ကျွမ်းကျင်အောင်မြင်တဲ့သင်တန်းသားပေါင်းထောင်နဲ့ချီကိုမွေးထုတ်ပေးခဲ့ပြီးတော့လက်ရှိမှာလည်းသင်တန်းသားပေါင်းများစွာကိုသင်ကြားပေးနေတဲ့ဘဝအမှန်ကန်ချက်ရှိတဲ့တခုတည်းသောသင်တန်းကြောင်မှာဖုန်းစာပစ်ဆိုင်တွေမှာဝင်ရောက်အလုပ်လုပ် ကင်မှာလားကိုပိုင်ဆိုင်ဖွင့်မှာလားဒါမှမဟုတ်ဖုန်းရောင်းဝယ်လုပ်မယ်ဆိုတဲ့သူတွေအတွက်ကိုလည်း profit mobile ဖုန်းမြင်တင်တဲ့ကြောင့်ကိုတက်ရောက်ပြီးတာနဲ့ကိုကြိုက်နှစ်သက်ရာကိုယုံကြည်မှုအပြည့်နဲ့ရွေးချယ်ရှောက်လန်းနိုင်မှာပဲဖြစ်ပါတယ်။နေကလာတက်ကြမယ်တင်တန်းသားတွေအတွက်ကိုလည်းနေဖို့ထိုင်ဖို့အဆောင်အစားတင်တန်းကပဲစီစဉ်ပေးပါလိမ့်မယ်။ကျန်တဲ့သိကျင်နေတဲ့အသေးစိတ်အချက်လက်တွေကိုတော့ profit mobile ဖုန်းမြင်တင်တဲ့ကြောင့်ရဲ့ Facebook page ကနေပဲဖြစ်ဖြစ်ဒီရောက်ကဖုန်းနံပါတ်လေးတွေကနေပဲဖြစ်ဖြစ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။စိတ်ကူးအိမ်မက်တွေကိုဖန်ပြီးပုံဖော်နိုင်မယ်တင်တဲ့အစီ mobile ဖုန်းမြင်တင်တဲ့မှာဆို profit